အရှင်ဖရာငါကိုးကွယ်ခြင်းရဲ့အကျိုးအပြစ်ကိုအများသိအောင်မိန့်တော်မူပေးပါလားအရှင်ဖရာတဲ့တန်ယုတ်တနိကေလက္ခဏတန်ယုတ်ဒုတိယဝက် မင်ကုလိတိတုတ်မှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကကောင်းကင်၌တွာလာနေသောအနတ်အသက်မကောင်းသည့်အလွန်ရုပ်ဆိုးတဲ့ပြိဒါမတကောင်ရှိပါတယ်အဲ့ဒီပြိဒါမကိုကြီးတွေလဒတွေကဝိုင်းဝန်းပြီးထိုးစိတ်တဲ့အတွက်အလွန်နာကျင်လွန်းတာကြောင့်ထိုပြိဒါမဟာနှိမ့်စဉ်အော်ဟစ်နေရပါတယ် အဲ့ဒီအကြောင်းအရာကိုဖះရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကထိုပြိတ္တာမသည်လူဘဝတုန်းကနတ်ကိုကိုးကွယ်ယုံကြည်သူနတ်ဝန်တဲ့တဦးဖြစ်ပြီးလူတွေကိုအယူမှားအောင်ဟောပြောတဲ့အတွက်တည်လွန်တဲ့အခါမှာအခုလိုပြိတ္တာဖြစ်နေရခြင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။ဒါဟာနတ်ကိုးကွယ်ခြင်းရဲ့အကျိုးအပြည့်ပဲဖြစ်ပါတယ်နော်။အရှင်ဖះတပြိတော်မေးလျှောက်ပါရစေဖះ။တငယ်ချင်းတွေနဲ့ငင်းခုန်နေရပါတယ်ဖះ။ ဖះဟာခွေးဘဝဖြစ်မှုပါသလားဖះဖြေးချပေးပါလားဖះတဲ့ငင်းခုန်တာတွေမလုပ်ပါနဲ့ငင်းခုန်ခြင်းကြောင့်စိုးကြိုးပဲဖြစ်ပါတယ်ကောင်းကျိုးမဖြစ်ပါဘူးဆွေးနွေးကြပါဆွေးနွေးခြင်းကပါလျင်ကောင်းကျိုးဖြစ်ပါတယ်နော်ဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဖះဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာခွေးဘဝရောက်ဖူးပါတယ်950နိပတ်တော်ဧကကနိပတ်ကုရုံကဝတ်ကုကုရဇတ်တော်မှာ ရှင်ဘရင်စည်းတဲ့လဲကတရေဘက်တွေကိုနန်းတွင်ကခွေးတွေကခွာပြီးစားပါတယ်။အဲ့ဒါကိုရှင်ဘရင်ကနန်းပြင်က ခွေးတွေစားတဲ့ထင်ပြီးနန်းပြင်က ခွေးတွေကိုတတ်ခိုင်းပါတယ်။တေဘေးကိုကြောက်ရွံ့ကြတဲ့ခွေးအပေါင်းတို့ဟာဖရာအလောင်းခွေးမင်းထံကပ်ပြီးတေဘေးမှလွတ်ဖို့ကြံဆောင်ရန်တိုက်တွန်းပါတယ်။အဲ့ဒီအခါမှာဖရာအလောင်းခွေးမင်းကဘရင်ထံသွားပြီးလဲကတရေဘက်တွေကိုနန်းပြင်ကခွေးတွေစားတာမဟုတ်နိုင်ကြောင်းနန်းတွင်ကခွေးတွေသာစားတာဖြစ်နိုင်ကြောင်း မေသာမြက်ကိုထောင်း၍ရက်တက်ရေနဲ့ရောပြီးကျွေးလိုက်ပါကစားထားတဲ့တရေဘက်တွေပြန်ပြီးအန်ထွက်လာနိုင်ကြောင်းဘရင်ကိုရှောက်တင်ပါတယ်။ဘရင်လည်းပဲဖရာအလောင်းခွေမင်းပြောတဲ့အတိုင်းလှုပ်လိုက်တဲ့အခါမှာနန်းတွင်းကခွေတွေဟာစားထားတဲ့တရေဘက်တွေပြန်ပြီးအန်ထွက်လာပါတယ်။အဲ့ဒီအခါကြတော့မှနန်းပြင်ကခွေတွေဟာပေပေးမှလွတ်မြောက်သွားပါတယ်။ဒါကြောင့်ဦးဇင်းတို့ ဖရာဟာဖရာဖြစ်ဖို့ပါရမီဖြစ်ခြင်းစဉ်ကာလမှာခွေဘဝရောက်ဖူးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ ငင်းခုန်ခြင်းကြောင့်ဘယ်လိုဆိုးကျိုးတွေရရှိနိုင်ပါသလဲဆရာတော်တဲ့မဟာနိဒေသပါဠိတော်မှာငင်းခုန်ခြင်းကြောင့်ရရှိလာမိဆိုးကျိုး၆မျိုးကိုဖော်ပြထားပါတယ်အဲ့ဒီဆိုးကျိုး၆မျိုးကဘာတွေလဲဆိုရင်၁ရံညိုးဖွက်တဲ့ခြင်း၂တုကျေစုကို ခြေဖြတ်၍ဂုံတုဂုံပြိုင်ပြုတ်တဲ့ခြင်း၃မူစုဆောင်မြောင်း၍ဝန်တိုတက်ခြင်း၄ ကောက်ကျစ်စင်လဲလှက်ပတ်တက်ခြင်း၅။မကောင်းသောအလိုဆိုးရှိ၍မှားသောအယူရှိခြင်း၆။ထိုမှားသောအယူကိုစွန့်လွတ်နိုင်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာငင်းခုန်ခြင်းကြောင့်ရရှိလာမိစိုးကျိုး၆မျိုးပဲဖြစ်ပါတယ်။ဝိဇ္ဇာတို့တွေကိုအပြစ်ကင်းတဲ့သူတော်စင်တွေထင်ပြီးကိုးကွယ်နေကြပါတယ်။ဝိဇ္ဇာတို့တွေဟာတကယ်ရောအပြစ်ကင်းကြပါသလားတဲ့။ဖုန်ကြီးပဲဖြစ်စေလူပဲဖြစ်စေ နဝိဇ္ဇာပဲဖြစ်စေအရိယာမဖြစ်သေးတဲ့၍ပုထုဇဉ်မှန်သမျှဘယ်သူမှအပြစ်မကင်းပါဘူးအပြစ်များတာနဲ့နဲတာပဲကွာပါတယ်အပြစ်မကင်းလို့လည်းပဲဖုတလောကဖုန်ကြီးတစ်ပါးဟာအမျိုးသမီးတစ်ယောက်ကိုတတ်လိုက်တာပေါ့ဖះရှင်လက်ထက်ကဇတိလဆိုတဲ့တထေကြီးရဲ့မိခင်ဘရင်မိဖုရားကြီးဟာဘရင်မရှိတော့ဝိဇ္ဇတို့တူနဲ့ဖောက်ပြန်ပြီးဇတိလတထေကိုမွေးလာတယ်လို့ကြီးတဲ့လေးထက်ဆရာတော်ကြီးရေးတဲ့ဇိနထပကာတဏီကျမ်းမှာဖွင့်ဆိုထားပါတယ် đa trọng bây giờ đồ thì lẹ bé cái gì mà cái này bảo vừa nó